သူ့ကိုအနီးကပ်လေးကျင့်ပေးနေတယ်နီးပြတဦးရဲ့သူ့အတွက်မှတ်ချက်စကားကတော့ကျွန်တော်နာမည်ကချက်ဝင်းဦးပါအခုလက်ရှိတာဝါထားဆောင်နေရတော့မြန်မာနိုင်ငံအဖွဲ့ချုပ်မှာဟိုစပါတင်နဲ့ကိုချ်ပေါ့သူနဲ့ဟိုဟာ2018လောက်ကနေစပြီးရောပါဖြစ်တာပေါ့တိတာတော့ငငယ်လေးကတည်းကတိရပါကျွန်တော်တို့40 20လောက်နေတဲ့အချိန်မှာသူကကလေးပဲရှိတိရဆိုတော့အာလေ့ကျပြရတာကျွန်တော်တို့ကတော့ PT ရော PT ဖြစ်တာပါဒါပေမဲ့သူအောင်မြင်တော့ကျွန်တော်တို့ဝန်တာပါတယ်ကျွန်တော်တို့နဲ့သူ training နေမှာနော် ဟိုဟာ2018လောက်တည်းကသူအရင်ကြိုးစားရပါတော့ဒီကလေးကအရင်ကြိုးစားတော့အခုလိုဖြစ်လာပါတော့ပြီးတော့ကိုဗစ်မှာတော့လောကမနာဘူးတောက်ဆောက်20ဆင်းနေဆိုတော့ပြီးတော့တနည်းလုံးပတ်လဲသူတယောက်ပဲထွက်နေသူနဲ့သူညီနေပါတော့20တောက်ဆောက်ရှင်းနေဆိုတော့အဲသူအရင်ကြိုးစားရပါတော့ညီပြဘလို့ပြောရမလဲညီပြလေက20 plan ဆိုတာရှိပြီသားလေ long time plan ရှိရပြအဲ့လို long time plan မှာ20တိချာစိမ့်ပြီးတော့ဟိုမပြတ်မခွဲတိချာလုပ်သွားရတော့ဘန်းနဲ့တခုရောင်းပါပါ 2023ခုနှစ်စီးကိန်းမှာငွေတစိမ့်ရခဲ့တဲ့သူ့ရဲ့အတွေ့အကြုံကဒါကျွန်တော်ကျွန်တော်ဒီနေ့ရခဲ့တဲ့စီးကိန်းမှာရခဲ့တဲ့ငွေတစိမ့်ကတော့ mixing ပြန်ပွဲပေါ့နော်ဒါအဲနိုင်ငံအားကြီးနိုင်ငံတွေတော့မပါခဲ့ဘူး mixing ပြန်ပွဲကျတော့ဒီနေ့ကတော့ special event အနေနဲ့ mixing ပါလာတော့ပေါ့နော်အဲနိုင်ငံအားကြီးနိုင်ငံတွေတော့မပါထိုင်းလိုမလေးရှားလိုအင်ဒိုနီးရှားလိုတော့မပါခဲ့ဘူးဒါမဲ့လည်းပါတဲ့နိုင်ငံတွေကလည်းကျွန်တော်တို့ခက်ခက်ခဲရှင်မြန်ခဲ့တယ်ဒါမဲ့ individual event မှာကျတော့ အင်အားကြီးနိုင်ငံတွေကုန်ပါတော့ပို့ပြီးတော့ရက်ရတော့ပို့ခတ်ခဲပါတယ်ကျွန်တော်စီးကိန်းမှာနောက်တစ်ခါတော့စုရချင်းနေရပါတော့ individual event မှာတော့စုရချင်းနေတယ်အဲအကြောင်းကျွန်တော်လည်းစူးစမ်းနေပါတယ်သူ့ရဲ့အားနည်းချက်ကိုသူကိုယ်တိုင်ဘယ်လိုသုံးသပ်ခဲ့သလဲကျွန်တော်ကျွန်တော်ထင်တာတော့ကျွန်တော်အားနည်းချက်ကတော့နိုင်ငံခြားကစားသမားတွေကကျွန်တော် speed power တွေမရှင်းနိုင်ဘူးပေါ့နော် speed power မရှင်းနိုင်တော့ကျွန်တော်အများနဲ့နောက်ကျယူလာနောက်ကျရပေါ့နော်ပြီးတော့လည်း နိုင်ငံခြားကစားသမားတွေကျွန်တော်လည်းပို့ပြီး experience ရှိတယ်ပေါ့အဲ့လိုသူနိုင်ငံမှာပြန်ပွဲရလဲတောက်လျှောက်ရှိတယ်ပြီးတော့လည်းသူပြပထွက်ကစားရလဲများတယ်ဆိုတော့ကျွန်တော်အဲ့ဒီမှာတော့ ရည်မှန်းချက်ပန်းနိုင်ကိုရောက်ဖို့သူဘလို့ပြင်ဆင်ခဲ့ရသလဲဆိုတာကျွန်တော်ကတော့တရက်ကို training နဲ့ခါလုပ်ပါတယ်မနေ့ကညနေရောလုပ်တော့မနေ့ပိုင်းကျတော့ဒီကွင်းမှာပဲ stock ရိုက်တယ်ဗောနော stock ရိုက်ရင်တော့အနည်းဆုံး2နာရီခွဲ3နာရီလောက်တော့လေ့ကျင့်ဖြစ်ပါတယ်ညနေပိုင်းကျတော့ကျွန်တော် physical လုပ်ပါတယ် physical ကျတော့ physical လဲ2နာရီခွဲ3နာရီလောက်တော့အချိန်ပေးရပါတယ်အဲဆိုရင်တော့တရက်ကိုတော့အနည်းဆုံး6နာရီ5နာရီ6နာရီလောက်တော့ချိန်ပေးရပါတယ် training ၃ရက်နေမှာ motif နိုင်ငံမှာပြုလုပ်မယ် motif international challenge ကိုသွားရောက်ရှင်ပြိုင်မှာပါကျွန်တော်တပတ်ခါကြာရင်သွားပြောသွားမှာပါเนาะပြီးရင်တော့ကျွန်တော်မွန်ဂိုလီးယားမှာပြုလုပ်မယ်ပြန်ပွဲကိုတော့ entry လုပ်ထားပါတယ်ဒါမဲ့လည်းကျွန်တော်ကျွန်တော်အနေနဲ့ ranking ကမရှိသေးတဲ့အတွက်ကြောင့် entry ရမရတော့မတေချာသေးပါဘူးအဲပြီးရင်တော့ပြန်ပွဲတွေတော့တောက်လျှောက်ရှင်ပြိုင် နိုင်လာနဲ့ရှုံးတာနဲ့နှစ်ခုပဲရှိမှာပေါ့နော်နိုင်နိုင်လဲဆက်ပြီးတော့ဟိုနောက်ပွဲတွေလည်းနိုင်အောင်ဆက်ကြိုးစားရမယ်ရှုံးရင်လည်းစိတ်သက်မကြပဲနဲ့နောက်ပွဲတွေဘယ်လိုနိုင်အောင်လုပ်မလဲဘယ်လိုပြင်ဆင်ရမလဲဘယ်လိုကြိုးစားရမလဲဆိုတော့အမြဲတမ်းအမြဲရှာရှာရမယ်ပေါ့နော်အဲ့ဒီဖြည့်ရုပ်ရှုံးလဲဆိုရဖြည့်ကိုအမြဲရှာရမယ်အဲ့ကြောင့်နိုင်နိုင်လဲကွာကိုကွာကိုချိန်နဲ့မနေပဲနဲ့နောက်ပွဲတွေလည်းနိုင်အောင်ဆက်ကြိုးစားရမယ်ရှုံးရင်လဲကွာစိတ်သက်မကြပဲနဲ့နောက်ပွဲတွေနိုင်အောင်ဘယ်လိုလုပ်မလဲဘယ်လိုပြင်ဆင်ရမလဲဆိုတော့ပြုလုပ်ရမယ် လည်းစဉ်ကစားနာမတယောက်ဖြစ်ဖို့ဆိုရင်တော့ကိုယ့်ဘောတော့အများကြီးပြင်ဆင်ရမယ်ဟာဒီတိုင်းပဲ training လုပ်နေတဲ့အချိန်မှာအားမထည့်ဘဲနဲ့တော့လည်းရွေးစဉ်ဖြစ်မှာတော့မဟုတ်ဘူးပေါ့ပြီးတော့လည်း show နေရင်လည်းစိတ်တက်ကြပဲနေနေလည်းလည်းရွေးစဉ်ဖြစ်လာမှာမဟုတ်ဘူးအဲအကြောင်းအဲအကြောင်း training မှာရောပြန်ပွဲမှာရောအမြဲတမ်းနေစိတ်ထည့်ပြီးကစားရမယ်ပြီးတော့လည်းကိုယ့်ဘောကိုအမြဲတမ်းပြင်ဆင်ရမယ်ပေါ့နော်စိတ်တက်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောလည်းရွေးစဉ်လည်းရွေးစဉ်ဆိုတာတော့လွယ်လွယ်နဲ့ဖြစ်လာမှာတော့မဟုတ်ဘူးပေါ့အဲအကြောင်းအဲအကြောင်းလည်းကိုယ့်စိတ်ကိုလည်းပြင်ဆင်ရမယ်ပြီးတော့လည်း ကုန်လုံးပြင်ဆင်ရအောင်ရီမန်းချက်ပန်းတိုင်ရောက်ဖို့ကြိုးစားနေတဲ့မျိုးဆက်သစ်တွေအတွက် သူ့ရဲ့အားပေးစကားက ကျွန်တော်ကတော့ဟိုကျွန်တော်တက်9နှစ်6နှစ်9နှစ်တည်းစရိုက်ပြီးတော့ကျွန်တော်18နှစ်မှာလေဗီစင်တယောက်ဖြစ်ခဲ့တယ်အဲအကြောင်းလဲကျွန်တော်10နှစ်လောက်10နှစ်လောက် training training လုပ်ခဲ့ရတယ်အဲအကြောင်းကျွန်တော်ပြောချင်တာတော့ဟိုအချိန်ခဏလေးနဲ့ result မရရင်တော့စိတ်ဓာတ်မကျစေချင်ဘူးအားကစားတော့အချိန်အတိုင်းအတာတစ်ခုတော့လိုတယ်ပေါ့နော်အဲအကြောင်းအဲမှာကိုလိုချင်တဲ့ပန်းတန်ရောက်နိုင်ပါဘောနော်ကိုလိုချင်တဲ့ပန်းတန်ရောက်ပြီးရင်လဲကျွန်တော်တော့ဟို ရက်တက်မစေချင်ဘူးပြီးတော့ကိုနောက်နောက်ပြီးတော့ဆက်ကြိုးစားစေချင်တယ်ပါနော်အခြေခံကိုစနစ်တကျတင်ထားရင်တော့ကစားသမားကောင်းကောင်းတော့ဖြစ်လာမှာပေါ့နော်နေရာကလေးတွေကိုလည်းရရင်လည်းစိတ်ဓာတ်မကျစေချင်ဘူးဒီမှာ voice ချုပ်မှာလည်း scan တင်လေ့ကျင့်ထားတဲ့နေရာနေရာကစားသမားတွေလည်းအများကြီးရှိပါတယ်မကုတ်ပန်းတိုင်းကိုကိုရောက်ဖို့ဆိုရင်တော့အများကြီးစူးစမ်းရမယ်ပြီးတော့အခက်အခဲလည်းအများကြီးရှိမှာပေါ့နော်အဲအကြောင်းလည်းအဲ ကြားထဲမှာခက်ခဲရှိရင်လည်းစိတ်ဓာတ်မကြပဲနဲ့ဆက်လက်ကြိုးစားရင်တော့ချိန်တစ်ချိန်ချိန်မှာတော့ပန်းတိုင်ကိုတော့ရောက်မှာပဲเนาะနော်ပန်းတိုင်ဆိုတော့လွယ်လွယ်နဲ့ရောက်မှာလည်းမဟုတ်ဘူးအချိန်လည်းအချိန်တိုင်းတာတစ်ခုလည်းအချိန်ပေးရမယ်ပေါ့เนาะအဲအကြောင်းလည်းကြားထဲမှာ result မကောင်းမကောင်းတာလို့ကြာဆုံးတာလို့ရှိရင်လည်းစိတ်ဓာတ်မကြပဲနဲ့ကိုယ့်အကိုယုံကြည်ချက်ရှိရှိ န်တန်ကတော့ကျွန်တော်ထင်တာတော့ကိုဖြစ်ရှင်တဲ့ဖြစ်ရှင်တဲ့နေရာပေါ့เนาะဖြစ်ဟိုကိုရောက်ရှင်တဲ့နေရာလို့တော့ကျွန်တော်ထင်ပါတယ်ကိုအဲ့ဒီပန်းတန်ရောက်ဖို့လဲကျွန်တော်တို့အမြဲတမ်းအဆင့်တစ်ဆင့်ပြီးတစ်ဆင့်တော့ကြိုးစားရတယ်ခက်ခဲတွေလည်းအများကြီးကြော်ဖြတ်ရတယ်ကျွန်တော်ပန်းတန်ကတော့အားကစားမှာကျတော့ကျွန်တော်ကျွန်တော်အဆင့်ရှိတဲ့ကစားသမားကမ္ဘာဆင့်ရှိတဲ့ကစားသမားတယောက်လည်းဖြစ်ရှင်တယ်ပြီးတော့လည်း Olympic ပြိုင်ပွဲမှာလည်းဝင်ရောက်ရှင်ပြိုင်ရှင်တယ်အဲ့ဒါကျွန်တော်ရဲ့ပန်းတန်ပါเนาะ အခုတင်ဆက်ပေးခဲ့တာကတော့မြန်မာလူရေးစင်ချက်တောင်အားကစားသမားဟိန်းထွတ်ရဲ့ပန်းတိုင်တို့တွားရခီးပဲဖြစ်ပါတယ်။ရှေ့ဆက်ပြီးသူ့ရဲ့ရင်မှန်းချက်ပန်းတိုင်စီကိုအမြန်ဆုံးအရောက်လန်းနိုင်ပါစေကြောင်းစုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။